မိလိတ္တမင်းကြီးကပေးတယ်အဋ္ဌိကောစီတတောယောဣမမကာယအဉ္ဉံကာယံသင်္ကမတိတဲ့လောကကြီးမှာတဲ့လက်ရှိကာယကနေပြီးတခြားကာယကိုပြောင်းသွားတဲ့သရဝါဆိုတာရှိသလားတတ္တလို့ဆိုတဲ့ယူဆမြန်မာတော့သရဝါလို့သာပြောတာ ူပြောလိုက်တဲ့စကားလုံးကပုဂ္ဂလာတို့တတ္တတို့ပုရိသတို့ဆိုတဲ့အသုံးစွဲတွေဟာ philosophical term အနေနဲ့ပြောမယ်ဆိုလို့ရှင်အယူဝါဒရေးရနဲ့ပတ်သက်တယ်လို့ဒီလိုပြောတတ္တလို့ဆိုလိုက်တာဟာတရားဆိုတာအသက်လိပ်ပြာဝိညာဉ်ကောင်လို့ဒီလိုယူဆလို့ပုဂ္ဂလာဆိုလို့ရှင်လဲအသက်လိပ်ပြာဝိညာဉ်ကောင် spirit soul အဲ့ဒါမျိုးတွေမျိုးမျိုးခေါ်ကြတယ်เนาะအဲ့ဒီလိုဒီကာယကနေပြီးနောက်ကာယတစ်ခုကိုပြောင်းရွှေ့သွားတဲ့ soul တော့မဟုတ်တရဝလူတွေမျိုးမျိုးနာမည်တက်ပြီးခေါ်တဲ့တတ္တဇီဝဒါတွေရှိသလားဒါရှိသလားတော့ဒီမေးခွန်းကိုမေးလိုက်တာเนาะ အဲ့ဒီမေကွန်းမေးလိုက်တော့ရှင်နာဂသင်္ဍာဘာဖြစ်တော့ဆိုနာဟိမဟာရာဇာအဲ့ဒီလိုလက်ရှိကာယကနေပြီးနောက်ထပ်ကာယတစ်ခုကိုပြောင်းရွှေ့သွားတဲ့အတ္တအသက်လိပ်ပြဝိညာဉ်ကောင်းတရဝါဆိုတာမရှိပါဘူးလို့တိကျပဲဖြေလိုက်တယ်နော်မရှိဘူးဒါဖြင့်ဘုန်းကြီးတို့တွေဒီဘဝမှာသိဆုံးသွားရင် ဘာတစ်ခုမှနောက်ဘဝကိုပြောင်းသွားတာမရှိဘူးလို့ဗုဒ္ဓရဲ့ဆုံးမအရာဒီလိုပဲသိရဒီဘဝဟာဘာတစ်ခုမှနောက်ဘဝမှာဒီဘဝလက်ရှိအနေထားကနောက်ဘဝပါသွားတာမရှိဘူးရုပ်ခန္ဓာကြီးမပါတာတော့ထင်ရှားတယ်လေရံကောလူတွေပိုသိတာပေါ့ရေဝေရောက်လို့ရှင်မိတ္တချိုလိုက်တာမဟုတ်လား အဲ့တော့ဒီယုတ်ခန္ဓာကြီးကပါမသွားဘူးဆိုတော့တေးချတယ်။သို့သောအဲ့ဒီခန္ဓာကြီးမှာမှီပြီးတော့ဒီ body ကိုမှီဖြစ်နေတယ် mind ဆိုတာကြတော့အတ္တအသက်လိပ်ပြဝิญဉ်ကောင်ဆိုတာလေးရရောထွက်သွားတာလား။ကာအက်ဆီဒင့်ဖြစ်လို့ဖြစ်စေမော်တော်ဆိုင်ကယ်အက်ဆီဒင့်ကြောင့်ဖြစ်စေတစုံတစ်ခုကြောင့်ဖြစ်စေဒီ body ပျက်စီးသွားတဲ့အခါကြတော့လူတွေရဲ့တဏှာရှိတဲ့ဝิญဉ်ကောင်လေးက ထွက်သွားတာလားပြောင်းရွှေ့သွားတာလားနောက်တဘောတစ်ခုကူးသွားတာလားလို့ကူးသွားတာမျိုးရှိသလားလို့ဆိုမရှိဘူးလို့ဖြစ်ရုပ်ခန္ဓာကိုကြီးကိုဒီဘဝမှာမိသိညိုလိုက်တယ်လို့ပဲထိုရုပ်ခန္ဓာကိုကြီးဘဝမိပြီးတော့ဖြစ်နေတဲ့အတ္တအသက်လိပ်ပြဝိညာဉ်ကောင်းဆိုတော့လေချုပ်သွားအဲ့တော့ဘုရားဘာသာရဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်ကိုအဘိဓမ္မာသဘောအဖြစ်ဒီနေရာမှာပြောမယ်ဆိုလို့ရှိရင် ူတယောက်သေးပြီဆိုလို့ရှင်ဗာဒီချုပ်ငိမ့်သွားတာတော့ဆိုလို့ရှင်တဘောတာရှိနေတဲ့ခန္ဓာကိုယ်မှာအကြောင်းကိုဆွဲမိပြီးတော့ဖြစ်နေတဲ့ကမ္မစားယုတ်တည်းကံကြောင့်ဖြစ်ပေါ်လာတဲ့ယုတ်တည်းလုံးဝချုပ်ငိမ့်သွားတယ်ထိုကမ္မစားယုတ်နဲ့တွဲပြက်ပြီးတော့ဖြစ်လာတဲ့ တတိစိတ်ကလေးဆိုပါစို့ပို့ပြီးတော့ရှင်းအောင်ပြောမယ်ဆိုရင်ဘဝကိုစလိုက်တာဘုန်းကြီးတို့တွေမိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးဆိုတဲ့အဆက်အပြောက်ကလေးထဲမှာရုပ်ပေါင်း30စတင်ပြီးတော့ဖြစ်တယ်ရုပ်30ဆိုတာကာယအတွက်ဖွဲ့စည်းထားတဲ့ကာယပတ္တာရယုတ်က30ခုနှလုံးသားနဲ့သက်ဆိုင်တဲ့ဝိထုပတ္တာရယုတ်က ဝတ္ထုဝတ္ထုဒသကယောက10ခုစုအမျိုးသားမျိုးသမီး ဖြစ်ဖို့အတွက်ဘာဝဒသကကလเนาะအဲ့ဒီမျိုးအမျိုးသားမျိုးသမီးဖြစ်ဖို့ရုပ်ရဲ့အခြေအနေက10ခုကာယဒသကကလရုပ်10ခုဝတ္ထုဒသကကလရုပ်10ခုဘာဝဒသကကလရုပ်10ခုရုပ်ပေါင်း30 အဲ့ဒီရပောင်း30တိကံကနေဖန်နေလိုက်တာလို့ဆိုလို့ပရိဒေကိုဖြစ်စေတတ်တဲ့ကံကနေပြီးတော့ဖန်နေပေးလိုက်တာ ကလလရေကြီးထဲမှာအဲ့ဒီရုပ်ပေါင်းက30အဲ့ဒီရုပ်30 ਨੇ တပြိုင်နက်ပေါ်လာတာဘာလို့ဆိုရင်လူသားတွေမှာပြောမယ်ဆိုရင်ပရိဒေဝိညာဉ်စိတ်ကလေးပေါ်လာအဲ့ဒီပရိဒေဝိညာဉ်စိတ်ကလေးမှာမိပြီးတော့ဖြစ်နေတဲ့စေတသိက်တွေလည်းပေါ်လာအဲ့တော့ မိုင်းနဲ့ဘောရီကပြိုင်လို့ပေါ်လာတာလို့ဆိုလို့ရတယ်။ကန့်ညောင်ဖြစ်ပေါ်လာတဲ့မိုင်းနော်ပရိသေစိတ်ဆိုတာပေါ်လာတယ်ပရိသေစိတ်နဲ့စေတသိက်ပေါ်လာတယ်ရုပ်ပေါင်း30ပေါ်လာတယ်။အဲ့တော့နန္တရားကျတော့အရေးအတွက်မရှိဘူးလားလို့ဆိုရှိတယ်။စဘာတော့မဟာဝိဘက်စိတ်ဆိုတာအဘိဓမ္မာသင်ထားရင်မဟာဝိဘက်စိတ်6ခုရှိတယ်။အဲ့မဟာဝိဘက်စိတ်6ခုမှာ အတိညာနဲ့ဆက်ဆက်မှုရှိတာက၄ခုအတိညာကင်းမဲ့တာက၄ခုအလုံး၈ခုအဲ့ဒီ၈ခုထဲမှာတစ်ခုခုသရေစိတ်ကလေးဖြစ်လိုက်လို့ရှိရင်ဒိုသရေစိတ်နဲ့မိပြီးတော့ဖြစ်ပေါ်လာတဲ့စေတသိက်တွေဟာတပါးလဲပါလာတယ်အဲ့ပြောမယ်ဆိုရင်အနည်းဆုံး33 33ခုသောစေတသိက်တွေ ਨੇ စိတ်တစ်ခုနဲ့တွဲဖက်ပြီးတော့ဖြစ်ပေါ်လာနန္ဒရားက30ရုပ်ပေါင်းက3ရုပ်ပေါင်းရုပ်တရားက30နဲ့30နန္ဒရားကစိတ်ကတစ်ခုစေတသိက်က33ဆိုပါစို့34အဲ့ဒီရုပ်နဲ့နာဟာအညမညပစ္စယောဆိုပြီးတော့ပြိုင်းသူဖြစ်လာကြပြိုင်းသူဖြစ်လာတယ်ဒါကြောင့်မို့ပဋ္ဌာန်းရွတ်တဲ့အခါမှာတွေ့လေ အောက်ကံတိတ်ခဏီနာမရူပံအညမညပစ္စေနာပစ္စယောအောက်ကံတိတ်ခဏီဆိုတာအမိဝမ်းထဲမှာဝင်ရောက်ဖြစ်ပေါ်လာတယ်တကယ်တော့ဝင်နေဆိုတာအရာစကားနဲ့ပြောတာနားလည်အောင်လို့ပြောတာတကယ်ကတော့အမိပိုက်ထဲဝင်သွားတာမဟုတ်ဘူးတက်ရောက်ဖြစ်ပေါ်မှုပဲအောက်ကံတိတ်ခဏီပရိသေတည်တဲ့အခဏလေးမှာနာမရူပံ နန္တရားနဲ့ယုတ်တရားတွေဟာအညမညပစ္စေနပစ္စယအချမ်းချင်းအပြန်အလှန်အတူတူဝဖြစ်ပြီးတော့ကျေစုပြုနေကြတယ်လို့ခုနဲ့တခုမိတင်းပြီးတော့နေကြတယ်လို့သူဆိုလို့တယ်နော်အဲ့တော့ကလလရေကြီးဆိုရက်ဒီရေရေအဆက်ပေါက်ကလေးမှာအချမ်းချင်းအဖြစ်ပြောရေပေါင်းက30နံပေါင်းက34ဆိုတာ အဲ့ဒါတွေဟာတပြိုင်နက်ဖြစ်ပေါ်လာတာဘသူရဲ့အစွမ်းနဲ့ဖြစ်တာတုံးဆိုကံကြမ္မာရဲ့ကံတရားရဲ့အစွမ်းနဲ့ဖြစ်ဘူးကံတရားက ထုတ်လုပ်လိုက်တာစနကကံလို့ခေါ်တဲ့ producing cause ကနေထုတ်လုပ်လိုက်တာအဲ့ဒါလေးကိုဖွဲ့စည်းထားတဲ့အရာလေးအလွန်သေးငယ်သည့်အတွက်ကြောင့်အလွန်သေးငယ်တဲ့ကလလရေချီလေးကစပြီးတော့မိမိခင်ရဲ့ဝမ်းထဲမှာဖြစ်ပေါ်လာတဖြည်းဖြည်းနောက်မှကြီးထွားလာ အစာအဲ့ဒါအဲ့တော့ဘဝတစ်ခုမှာအစာပြုတ်လိုက်တာယုံနဲ့နံတွဲဖက်ပြီးအစာပြုတ်သေဆုံးပြီးဒီကြားထဲမှာသူကအစာစားတာတို့เนาะဥဒုတွေတို့ဒါတွေရဲ့စွမ်းအားတွေနဲ့ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းကြီးထွားကြီးထွားလာနောက်ပိုင်းမှာဖြစ်ပေါ်လာတယ်ဝေကစားကလေးလေးသေးသေးလေးပဲ ောပိုင်ကျတော့စာရင်တောင်းရင်နဲ့ကြီးထွားလာလိုက်တာနောက်ပိုင်မှာအကြီးကြီးကုခေဆိုအမေဖေတဲ့တောင်းထွားသွားပြီ CV ကျက်လို့ပဲ CV ကျက်တွေစားလို့လားမသိဘူးเนาะအဝါကြီးတွေထွားကြီးတွေဖြစ်လာကြအဲ့ဒါလို့ကြီးထွားလာတွေကြီးထွားလာပြီးတော့နောက်ဆုံးတေနစ်စီလို့တေဆုံးပြီဆိုတဲ့အခါမှာ နောက်ထပ်ဖြစ်ပေါ်လာတဲ့ကမ္မဇာယုတ်အတ္တတွေကလည်းလာသေးတယ်မျက်စိပေါ်လာမဲ့အချိန်ဆိုမျက်စက္ခုပတာရနဲ့ပတ္တတေယုတ်ဒီနားဖြစ်လာတဲ့အချိန်မှာသောတာပတာရနဲ့ပတ္တတေယုတ်ဒီနှာခေါင်းအနံ့ရဖို့ဖြစ်ပေါ်လာတဲ့အခါခန္ဓာပတာရလျှာနဲ့ပတ္တတာစီဝါပတာရအဲ့ဒီကမ္မဇာယုတ်တွေဟာတိုးတက်ပြီးတော့ဖြစ်ပေါ်လာပြီအဲ့ဒီကမ္မဇာယုတ်တွေအာလုံးရဲ့ခန္ဓာကိုယ်မှာဖြစ်ခဲ့တဲ့ကမ္မဇာယုတ်တွေအာလုံးရဲ့ တရေအစမှဖြစ်ပေါ်လာတဲ့နန္တရားတွေရဲ့နောက်ထပ်တိုးတက်ပြီးတော့ဖြစ်ပေါ်လာတဲ့နန္တရားတွေအားလုံးဟာတည်တဲ့အချိန်လေးမှာတစ္ကမလွယ်ကမစားယုံနဲ့ဒီနန္တရားနဲ့ဟာပြိုင်သူချုပ်သွားဆုံးသက်သွားတယ်အဲ့တော့ဒီထဲကနောင်ဝါကိုပါသွားဖို့ဆိုတော့ဘာကူမှမရှိဘူးအားလုံးဟာတပြိုင်နက်ချုပ်သွားဒါကြောင့် သုတိကမ္မဇယုတ်သုတိဆိုတာနန္တရားတွေကိုပြောတာကမ္မဇယုတ်ဆိုတာကံကြောင့်ဖြစ်တဲ့ယုတ်တွေကမ္မဇယုတ်တွေနဲ့ပရိသေစိတ်လို့ခေါ်တဲ့သုတိစိတ်ဟောစေရသိက်ပရိသေစိတ်ကိုပဲသုတိစိတ်လို့ပြန်ပြောတာဟိုမှာနောက်ဆုံးဖြစ်လို့သုတိစိတ်လို့ခေါ်တာကြားထဲမှာဆိုရင်ဘဝင်စိတ်ဒါကြောင့်မို့ပရိသေစိတ်ဒီပင်လဲဘဝင်ဖြစ်လဲဆောင်ရွက်တယ်သုတိဖြစ်လဲဆောင်ရွက်တယ်အချိန်ပိုင်းအရာခေါ်သွားတာ ရုံမှာတော့မန်နေဂျာပေါ့အိမ်ရောက်တော့ထမင်းချက်ပေါ့ဒါမျိုးပေါ့နော်အလုတ်ကိုကြည့်ပြီးခေါ်သွားတာလူဘွားစတင်တဲ့အချိန်မှာသူ့ကိုပရိသေရေလို့ခေါ်လိုက်တယ်ဒီစัจ जा မှာမသိခင်စัจ जा သူတို့ဖြစ်နေသမျှကလပ်ပလုံးဘဝင်ကလို့ခေါ်တယ်နောက်ဆုံးစိတ်ကလေးကြတော့သုတိလို့ခေါ်တာအဲ့ဒီစိတ်သုံးမျိုးဒီတဘွားမှာလုံးဝတူတဲ့လုံးဝတူတဲ့အပြောင်းလဲမရှိဘူး ဒါကို l i f e span လို့ခေါ်တယ်ဘဝရဲ့တဘဝတာရဲ့အတိုင်းတာတစ်ခုပဲပြောင်းလဲလို့မရဘူးဂျားတဲ့ဟာတွေတော့ပြောင်းခြင်းပြောင်းမှာပေါ့ဂျားတဲ့ဟာစိတ်တွေပြောင်းလဲတွေအများကြီးရှိတယ်ဒီသုံးခုကပြောင်းလဲမရှိဘူးဆိုတော့မာဝိဝဲစိတ်ပထမနဲ့ပထမမာဝိဝဲစိတ်နဲ့ပရိသေနေလာတဲ့ပုဂ္ဂိုလ်တယောက်တည်းတသက်တာကာလပတ်လုံးဘဝင်စိတ်လို့ခေါ်တာအဲ့ဒါနဲ့ပဲဖြစ်တယ် နောက်ဆုံးသိတဲ့ခါလဲအဲ့ဒီစိတ်နဲ့ပဲသိပဲသူဆိုလို့သူဟာကံကထုတ်လို့တဲ့အကျိုးတရားကံကထုတ်လို့တဲ့အကျိုးတရားသည်အပြောင်းလဲလုပ်လို့မရဘူးဥပမာပါနဲ့တူတော့ဆိုရင်မှန်ရိပ်ထဲမှာထင်တဲ့ရုပ်ပုံလွာဟာပြောင်းလို့မရတယ်လို့အပြင်မှာရှိတဲ့အတိုင်းပဲထင်မယ်မှန်ရိပ်ထဲကပြင်မဲ့ကရုပ်ကိုမပြောင်းမဲနဲ့မှန်ထဲကရုပ်ကိုဘယ်သူမှပြောင်းလို့မရဘူး အရှိတိုင်ထင်တယ်လို့ဆိုလိုတယ်ပေါ့ကိုယ်အရှိတိုင်ထင်တယ်ကမ္မဇာယုတ်ဒီဝိပ္ပစိတ်တွေအကျိုးစိတ်တွေဆိုတာအဲ့လိုပဲကံကြောင့်ဖြစ်ပေါ်လာရလို့အဲ့ဒီမှာကံရဲ့ပုံရိပ်တိုင်းပဲသူတို့ဟာထင်လာကြဒါကြောင့်မို့မွေးတုန်းကဖြစ်ပေါ်လာတဲ့ကမ္မဇာယုတ်နဲ့စိတ်စေရသိတွေတည်ဆုံးတဲ့အခါမှာလဲနောက်ထပ်တိုးတက်ဖြစ်ပေါ်တဲ့ကမ္မဇာယုတ်တွေနဲ့အတူ ီစိတ်စေတသိက်နောက်ဆုံးပိတ်အသက်ရှူရက်သွားပြီးတော့ဆုံးသွားပြီလို့ပြောရတဲ့အချိန်တွေမျိုးမှာဖြိုင်းလူချုပ်သွားကြတယ်လို့သူဆိုတယ်။အဲ့တော့ဒီထက်ကနေပြီးတော့ဟိုဘက်ကိုပါသွားတာတခုမှမရှိဘူး။ယုတ်တရားအနေနဲ့ပါသွားတာမရှိဘူး။နန္တရားအနေနဲ့ပါသွားတာမရှိဘူး။ဒါကြောင့်မို့ဒီကာယကနေပြီးနောက်ကာယကိုပြောင်းရွှေ့လိုက်ပါသွားတာဘာတခုမှမရှိဘူးလို့ ဒါကိုရှင်နာကတေနာဖြေတယ်မိလင်နာမင်းကြီးကဒီကာယကနေပြီးတော့တခြားကာယကိုပြောင်းသွားတဲ့တရဝါဆိုတာနော်ဇီဝတို့တတ္တတို့ဝိညာဉ်ကောင်တို့လိပ်ပြာကောင်တို့ဆိုတာရှိသလားလို့ဆိုမိကုန်မျိုးပြီးမေးတော့နာဟိမဟာရာသမရှိဘူးတဲ့အဲ့လိုမျိုးတွေမရှိဘူး အဲ့တော့မိလိနာမင်းကြီးကထပ်ဆင်မိမိတယ်ယတိနတ္ထိကိုတော်တဲ့အဲ့လိုမရှိဘူးဆိုရင်ဒီဘွားကပါသွားတာမရှိဘူးဆိုရင်နာနုမုတ်တော်ဘဝိတ္တိပါပကေဟိကမေဒါဖြင့် तू မဟုတ်တာတွေလှုပ်ထားတဲ့ကံတရားတွေကလွတ်မတော်ဘူးလားတဲ့ဒါအကျမ်းဖြင့်စဉ်းစားကြည့်လိုက်ဒီဘွားကဘာမှမပါဘူးဆိုရင်ဒီဘွားမှာဒုစရိုက်လှုပ်တယ် तू လှုပ်သွားလိမ့်မယ် လူတတ်ချင်လဲတတ်မယ်သူများဥစားခိုးရင်လဲခိုးမဟုတ်တာတွေအကုန်လုတ်သွားတယ်လုတ်သွားတယ်မကောင်းမှုအကုသိုလ်တွေဟာအဲ့ဒီဒီဘဝကပါသွားတာမရှိဘူးဆိုရင်အဲ့ဒီကံစိုးတွေက သူလွတ်သွားဘူးလားတဲ့ကျမ်းမြင့်တွေးမယ်ဆိုရင်တော့လွတ်သွားစရာရှိတယ်နော်တွေးကြမှာပေါ့ဘာမှပါမတော်ဘူးဆိုရင်ဒီဘဝဟာဒီဘဝတွေပြီးသွားပြီနောက်ဘဝမပါဘူးဆိုရင် မလွတ်ဘူးလားတဲ့လွတ်မြောက်မသွားနိုင်ဘူးလား ကံတရားတွေကနေလွတ်မြောက်မသွားနိုင်ဘူးလားလို့ဒီလိုမေးတော့ရှင်နာကသိနာရှင်းတယ်မင်းကြီးတဲ့မှန်ပါတယ်လို့ဒီတိုင်းဆိုရင်လွတ်သွားနိုင်တယ်ပေါ့ဒါပေမဲ့ဒါပေမဲ့အကယ်၍သာတဖန်ပြန်ပြီးတော့မဆက်ဆက်ဘူးဆိုရင်တော့လွတ်သွားနိုင်ပါတယ် ကောင်းမှုအကုသိုလ်တွေကလွတ်တော်နိုင်ပါတယ်နော်ပြန်ပြီးတော့မဆက်ဘူးဆိုရင်တော့လွတ်တော်နိုင်တယ်မကောင်းမှုအကုသိုလ်တွေကလွတ်တော်နိုင်တယ်ဒါပေမဲ့လို့တဲ့ဒီဘဝကသာလိုက်မသွားပြီမဲ့လို့ဘဝနှစ်ခုဟာပြန်ဆက်သွားတယ်ကြောင်းတရားကြောင့်ပြန်ပြီးတော့ဆက်ဆက်မှုရှိသွားတယ်မဆက်ဆက်တာမဟုတ်ဆက်ဆက်မှုရှိသွားတယ်အဲ့ဒီဆက်ဆက်မှုရှိခြင်းကြောင့် ကံဆိုးမိုးမောင်မကောင်းတဲ့ကံတွေရဲ့အကျိုးတရားကတော့ तू မလွတ်တော့ဘူးတဲ့။ဘာဖြစ်လို့ပတ်သက်နေပတ်သက်မှုရှိတယ်လို့ဆိုလို့ပတ်သက်မှုရှိရင်မလွတ်နိုင်ဘူးလို့ဆိုဒီဘဝပါသွားတာတော့မဟုတ်ဘူး तू ဒါပေမဲ့ပတ်သက်နေ तू နဲ့ပတ်သက်မှုရှိနေသည့်အတွက်ကြောင့်လွတ်မသွားနိုင်ဘူးလို့နော်လွတ်မသွားနိုင်ဘူးဆိုတော့မိလိမ့်နမင်းကြီးကအရှင်ဘုရားရှင်းမအောင်နဲ့ဥပမာနဲ့ရှင်းမအောင်နဲ့မလွတ်နိုင်ဘူးဆိုတော့ သူသဘောမပေါက်သေးဘူးပြန်ဆက်သည့်အတွက်ကြောင့်မလွတ်နိုင်အဟုသောကံတွေကနေသူမလွတ်နိုင်ဘူးပြန်ဆက်ဆက်မိသည့်အတွက်ကြောင့်မလွတ်နိုင်ဆိုတော့ရှင်နာကဒေနာဥပမာပေးတယ်လူတယောက်လူတယောက်ဟာနော်တခြားလူတယောက်ရဲ့တည့်ရည်ကို တရချံကတရသေးကိုသူခိုးတယ်တခြားလူစိုက်ထားတဲ့တရချံကတရသေးကိုတယောက်က ခိုးတယ်အဲ့ဒီလူခိုးတဲ့ပုဂ္ဂိုလ်ဟာသူများစိုက်ထားတဲ့တရပင်ကတရသေးကိုခိုးတဲ့ပုဂ္ဂိုလ်ဟာအပြစ်ဒဏ်ကနေပြီးတော့လွတ်မလားတဲ့နော်လွတ်နိုင်မလားတဲ့အပြစ်ဒဏ် မသိနိုင်ဘူးလားတဲ့ဆိုပါစို့လူတယောက်စိုက်ပျိုးထားတဲ့တရေခြံသွားပြီးတော့လူတယောက်ကအဲ့ဒီတရေတီးကို ခိုးမယ်ဆိုလို့ရှင်အပြစ်ထံမသိဘူးလားတဲ့လောကဥရိယဆိုတော့မိလိဒမင်းကြီးကဖြေတာတင့်တာပေါ့ကိုရောတဲ့သူများတရေတီးခိုးမှတော့သူလည်းအပြစ်ထံတင့်တာပေါ့တဲ့အဲ့ဒါရှင်နာကတိနာ ထောက်ပြတယ် သူခိုးတဲ့တည့်ရသည်ဟာသူစိုက်တဲ့တည့်ရစီမဟုတ်ဘူးတဲ့တေချာနာရှင်းအောင်ထောင်းသူခိုးတဲ့တည့်ရသည်ကသူစိုက်တဲ့တည့်ရသည်မဟုတ်ဘူးတဲ့သူစိုက်တဲ့တည့်ရပင်ကတီးထားတာဖြစ်တယ်ဒါပေမဲ့သူစိုက်လိုက်တဲ့တည့်ရစီကမရှိတော့ဘူးလေအပင်ဖြစ်သွားပြီအပင်ဖြစ်သွားပြီအဲ့တော့သူခိုးတဲ့တည့်ရသည်ဟာတဲ့အဲ့ဒီလူစိုက်ထားတဲ့တည့်ရစီမဟုတ်ဘူး နော်သို့တော်လဲသူ့ဘာကြောင့်အပြစ်တင်ရတယ်လဲဆိုရင်သူခိုးတဲ့တရတိဟာတဲ့အဲ့ဒီလူစိုက်ထားတဲ့တရစီကပေါက်လာတာမို့ဆက်ဆက်မှုရှိနေတယ်ဆက်ဆက်မှုရှိလို့သူဟာအပြစ်တင်ရပါတယ်နော်အပြစ်တင်ရပါတယ်လို့ မိလင်နာမင်းကြီးကိုရှင်နာသေနာမေးတာ။ "तू စိုက်တဲ့တရတိမဟုတ်ဘူးတဲ့။ तू ခိုးယူတဲ့တရတိဟာစိုက်တဲ့တရစီမဟုတ်ဘူး။ဒီလိုဖြစ်ခဲ့တဲ့အဲ့ဘာလို့အပြစ်တင်ရတာတော့ဆို तू စိုက်တဲ့တရစီကပေါက်လာတာဖြစ်လို့တဲ့။ဒါကြောင့်မလို့သူဟာအပြစ်မလို့ဘူးဆိုအဲ့ဒီဥပမာအတိုင်းပါပဲလို့နာဂသေနာမထေရဖြေးတယ် ဒီဥပမာတိုင်းပဲဒီဘဝမှာနန္ဒီယုတ်တွေကနေနန္ဒီအားတွေကနန္ဒီယုတ်တွေကနေပြီးတော့ကံတစ်ခုကိုပြုတ်လုလိုက်တယ်ကံတစ်ခုကိုပြုတ်လုလိုက်တယ်ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ဒီဘဝမှာလှုပ်လိုက်တယ်အဲ့ဒီကံကြောင့်နောက်ထပ်ယုံနာအစ်စ်ဖြစ်လာတာဖြစ်တယ် နောက်ထပ်ယုံနာအသည့်တစ်ခုဟာဖြစ်လာတာဖြစ်တယ်။အဲ့ဒီလိုပြန်လဲပြီးတော့ဆက်ဆက်မိသွားတယ်။နော်ဒီကံကြောင့်နောက်ယုံနာပေါ်တာဖြစ်တယ်။ဒါကြောင့်ဒီကံကသူမလွတ်ဘူးလို့ဆိုလိုတယ်။နောက်ထပ်ဖြစ်လာတဲ့ယုံနာသည်ဒီဘဝလုတဲ့ကံတရားကြောင့်ဖြစ်လာတာဖြစ်တယ်။ဖြစ်လာတာဖြစ်ခြင်းကြောင့်သူဟာအကုသို့ကံတရားမလွတ်ဘူးတဲ့။ဆက်ဆက်သွားတာပတ်သက်သွား အေးတဲချံပန်းရှင်ဆိုင်တဲ့တေအသီးကတီးတဲ့အသီးဖြစ်သည့်အတွက်ကြောင့်ခိုးယူတဲ့လူဟာပြစ်မလွတ်တယ်လို့ပဲဒီဘဝရုပ်နာကလှုပ်ထတဲ့ကံတရားကမွေးထုတ်ပေးလိုက်တဲ့နောက်ဘဝကရုပ်နာတရားနဲ့ပတ်သက်ပြီးတော့နေသည့်အတွက်ကြောင့်တဲ့အဲ့ဒီပုဂ္ဂိုလ်ကံတရားမလွတ်နိုင်ဘူးဒီလိုဖြေးတယ်နော်